ုံးအနေလေးကနေအမြင်လေးပြတ်သွားအောင်ဖုံးအစုပ်ကလေးကနေအကောင်းလေးပြတ်သွားအောင်အဲ့တော့ဖုံးလိုချင်နေပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်လိုချင်ရင်တော့ဒါလိုလုပ်ရအောင်တင်းနှင်းကလေးမနဲ့တင်းနှင်းလာမနဲ့အဲ့တော့တပတ်ကိုနှစ်ချိန်တော့လုပ်ရမှာပေါ့နော်တင်းနှင်းကလေးမနဲ့ပါတစ်ချိန်လုပ်မယ်တင်းနှင်းလာမနဲ့ပါတစ်ချိန်လုပ်ဖုံးတိုင်းကဲဖုံးတိုင်းကြီးကြီးသေးသေးနော်ဖုံးဆိုင်နေကြတော့မလုပ်စေချင်လဲဆိုတဲ့အခါကျတော့ အနေနဲ့ရကမျောလင်းဆောင်စားနေကြတဲ့ရွှေစကားရဲ့မိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကြမ်းမာပြီးတဲ့ကြမ်းမာအောင်ချမ်းသာပြီးတဲ့ချမ်းမာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအာကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လေးလေးမေတ္တာပို့တာနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာ။ရွှေစကားမိတ်ဆွေများအတွက်တလာတာချင်း န်ကြမ္မာအကျိုးအကြောင်းအဆိုးအကောင်းဟောပြောချက်လေးတွေကျွန်တော်လာစဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်။အနေနဲ့အရာရာကမိတ်ဆွေများအတွက်လည်းပဲအသုံးတဲ့ကြအကျိုးထူးကြတယ်။ဒီအစီအစဉ်လေးကိုလာစဉ်စောင့်မျှော်ကြရတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်။အဲ့တော့တကယ်လဲဘူးရဘူးရအသုံးတဲ့ကြအကျိုးထူးကြပါစေခင်ဗျ။အခုမှတော့ဖြင့်2025ခုအောက်တိုဘာလတလစာရွှေစကောင်းပေါ်ကြကြများဖြစ်ပါတယ်ခင်ဗျာရှေးဥစွာ နေသားလိုက်မဟုတ်ပေးခင်မှာကျွန်တော်မိတ်ဆွေခொနှစ်သားသမီးအားလုံးဘာသူမဆိုအရေးကြုံရင်ကြုံတယ်လို့အလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီယာလက်ဆောင်လေးတခုလက်ဆောင်ပါကြပါလေဒီလာပေးမဲ့လက်ဆောင်လေးကတော့တော်တော်လေးအများစုအတွက်အဆင်ပြေကြမယ်အသုံးတည့်ကြမယ်ထင်ပါတယ်ဖုန်းအကောင့်သားတခုလိုနော်ဖုန်းအကောင့်သားတစ်လုံးလုံးလိုချင်နေပါတယ်ဆိုတဲ့မိတ်ဆွေများလက်ရှိဖုန်းလေးကစုံနေလို့ပြက်နေလို့ဒီတဲ့ပိုးပြီးမြင့်နေဒီတဲ့ပိုးပြီးကောင်းတဲ့ဖုန်းလေးလိုချင်တယ် နော်ဘယ်လိုပဲဝင်မောပဲဗျာဝယ်လို့ပဲဝင်ဝင်လက်ဆောင်ပေးလို့ပဲရရဂုံပြုလို့ကြီးမြင့်လို့ပဲရရကဲနော်အဲ့တော့ဖုန်းအနေနဲ့ကနေအမြင်လေးပြတ်သွားအောင်ဖုန်းအစုပ်ကလေးကနေအကောင့်လေးပြတ်သွားအောင်အဲ့တော့ဖုန်းလိုချင်နေပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်လိုချင်တော့ဝယ်ရင်ဝယ်ရရရှိတဲ့လမ်းကြောင်းရကြံပြီးစူးစမ်းရင်စူးစမ်းလို့တော့ပြောရမှာပဲကဲအဲ့တော့ကိုယ့်ဘက်ကစူးစမ်းစရာရှိတာတော့စူးစမ်းနေပါဂံပြိဒသဘောအရာကိုလိုချင်နေတဲ့ဖုန်းလေး ရရရအကြောင်းအခြေအနေခွန်လန်းကောင်းနေပေါ်ပဖို့အတွက်ဆိုရင်ဒီလိုလုပ်ရအောင်တင်းငွေမနဲ့တင်းလာမနဲ့ဆိုတော့တပတ်ကိုနှစ်ချိန်တော့လောက်ရမှာပေါ့နော်တင်းငွေမနဲ့ပါတစ်ချိန်လုံးမယ်တင်းလာမနဲ့ပါတစ်ချိန်လုံးအကျော်၃မျိုးဘာအကျော်ပဲဖြစ်ဖြစ်၃မျိုးဖြစ်ဖို့ပဲအရင်အတွက်မိမိအစဉ်ပြေတလို့ကိုယ့်အခြေအနေတိုင်းတာရအစဉ်ပြေလို့လို့တခုစီဆိုလဲရတယ်ငါဘူတိကျော်တခုဘရာကျော်တခုရက်တော်ကျော်တခုအဲရတယ်၃မျိုးတော့ဖြစ်သွားမယ်အကျော်၃မျိုးအရင်အတွက်ဘလောက်ပဲဖြစ်ဖြစ်မြတ်စွာဘုရားမှာလှူပြီးတော့ဘလို့ဖုံးအမျိုးအစားလေး ဲ့ဒါဘလို့ဘလို့ရပါစေကိုလာတာထုတ်ပြီးဝယ်မှာအော်လူကြီးကချီးမြှင့်လို့အော်ตาလေးကဝယ်ပေးမှာဟဲ့နိုင်ငံခြားနေသမီးလေးကလှမ်းပို့မှာဟဲ့တူလေးကဘလို့ပေးမှာဟဲ့စသဖြင့်ပေါ့ဘယ်မိတ်ဆွေကဘလို့လက်ဆောင်ပေးမှာဟဲ့ဘလို့ဘလို့မျိုးဝင်လာပါစေအဲ့ဒီကိစ္စအမြန်ဆုံးအဆင်ပြေပါစေဆူတောင်းဖို့ဖြစ်ပါတယ်ကဲအဲ့တော့တပတ်တပတ်ကိုအကျော်တင်းငွေနေမှာ၃ခု၃မျိုးပေါ့နော်ဒဲလာနေမှာ၃ခု၃မျိုးပေါ့အရင်တော့ကတော့ဘလောက်ပဲဖြစ်ဖြစ်အဲ့ဒါလေးတော့ရင်းရမယ်နော်ဒါလေး လောက်ကြအောင်ဘာမှအပန်းကြည့်ရလဲမဟုတ်ဘူးအဲ့ဒါကိုလိုချင်တဲ့ဖုန်းလေးရဖို့အချိန်ကြီးခွန်လန်းကောင်းနေပေါ်ပေါက်လာပါလိမ့်မယ်လို့ကဲအဲ့တော့ဖုန်းလိုချင်တဲ့ဝယ်ချင်တဲ့သူတွေအတွက်အချိန်ကြီးခွန်လန်းကောင်းပေါ်ပေါက်အောင်ဂမ်ဘီယာလက်ဆောင် ပေးတဲ့အခါကျတော့မျက်ဆောင်ထိုးမဲ့လူတွေကရှိသေးတယ်ဟင်းငါတို့ကရောင်းချင်တာအာကဲရောင်းချင်တဲ့လူတွေလည်းပြောရမှာပေါ့ဖုန်းဆိုင်နေကဲဖုန်းဆိုင်ကြီးကြီးသေးသေးနော်ဖုန်းဆိုင်နေကြတော့ဘာလို့စိတ်ကျင်လဲဆိုတဲ့အခါကျတော့ကစွန်းညွန့်ငါညွန့် နည်းနည်းတော့ဈေးကြီးတယ်နော်ရှာလဲရမယ်တန်ဖိုးတော့ကြီးမယ်အရင်နှစ်ကတော့ကြီးမယ်ပြုတ်ဘုံတိုင်ကိုယ့်အကိုဘယ်တော့ကြီးတဲ့ဘုံတိုင်ပဲဖြစ်ဖြစ်ဘယ်တော့သေးတဲ့ဘုံတိုင်ပဲဖြစ်ဖြစ်ကစုံညွတ်ငါညွတ်အယိုးတုတ်တုတ်အယိုးဖားပါပေါ့ဗျအဲ့ဒီကစုံညွတ်ငါညွတ်ကင်ကင်ပြီးတော့ရောင်းနေတဲ့ဖုန်းနေကဲဖုန်းကောင်တာတွေဇပွဲတွေဖုန်းတိုင်ရဲ့ဆိုင်းဘုတ်တွေအာဘောက်ထားစာအုပ်တွေဘာတွေဆိုင်နဲ့ပတ်သက်တာတွေကိုရိုက်ပြီးစုတောင်းပေါ့အဲ့ဒါရိုက်ရင်ရိုက်ရင်ရိုက်ရင်နဲ့နော် ဒီဖုန်းนี่ဘယ်လိုများများရပါသည်ဟာဝယ်မဲ့လူတွေလည်းသူတို့လည်းပတ်စံနေရွှေပတ်စံနေပေါ်ပြီးတော့အမလီငွေလုံးကြီးပိုက်ပြီးတော့ဒီမှာဖုန်းလေးလာပြီးတော့အလူရဲ့ဝယ်ကြပါသည်သူလည်းစိတ်တိုင်းကြပျော်ရွှင်ကြည်နပ်ဟာဒီမှာလည်းလက်မလောင်အောင်ဘလိုလိုရောင်းရပါသည်အဲ့ဒါရိုက်ပြီးဆိုတောင်းမေတော့နော်အဲ့တော့ဘယ်နှစ်ဘယ်ရက်ရမဟုတ်ဘူးအခုရိုက်ခြင်းအခုထားရိုက်ဘယ်နှစ်ချက်ရမဟုတ်ဘူးကြိုက်တဲ့လောက်ရိုက်နေနော်ဘေးကယောက်ျားကြီးကိုစိတ်ဆိုးလဲရိုက်နေရီးစားနဲ့မကြည်နပ်နဲ့ ရည်သားမကျင်တဲ့ကိစ္စဒီမှာသာရိုက်နေဒီမှာဖုန်းနဲ့ရောင်းကောင်းသွားလိမ့်မယ်နော်ကဲအဲ့တော့အစီအမီကြမယ်တင်ပါတယ်ဖုန်းလိုချင်တဲ့သူတွေအတွက်အချိန်ကွန်လမ်းကောင်းတွေပေါ်လာဖို့ရောဖုန်းရောင်းချင်တဲ့သူတွေလည်းကဲရောင်းဖို့အချိန်ကွန်လမ်းကောင်းတွေပေါ်ပေါက်လာဖို့ရောကဲနှစ်ဦးနှစ်ဖက်အစီအမီကြပါစီခင်ဗျာ ဆက်လက်ပြီးတော့ယရနာထေးမဲ့ဂျာသာပရိသသမီးများကိုအခါပေးရမယ်ဆိုရင်တော့ဒီလိုကိန်းမျိုးကိုဟောရတာတော်တော်စိတ်ချမ်းသာကြရပဲကို့မှာအခက်အခဲဒုက္ခအန္တရာယ်ပြဿနာတစ်ခုခုကြုံနေခဲ့ရင်တောင်းခဲပေါက်ထွက်ပေါက်ပေါ်လာတတ်တယ်၊ကုညီပန့်ပုံးမဲ့သူတွေပေါ်ပေါက်လာတတ်တယ်။ယင်းနစ်နေတော့မှမေခလာပေါ်လာသလိုမျိုးကို့ဘဝရဲ့မေခလာတွေပေါ်လာတတ်ပါတယ်။ မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရတတ်တယ်။သူများတွေကတွေအတွက်ခက်ခဲထင်းတော့ပိတ်ဆို့ကြံကြာနေပါတယ်ဆိုတဲ့ကိစ္စတွေတောင်ကိုယ့်အတွက်လွယ်ကူချုံမွေအဆင်ပြေနေတတ်တယ်။ဒီပေါက်တလို့မဲပေါက်တလို့ဆူရတလို့ယာဒူးတိုးတလို့မျိုးဂန်ထူးနိုင်သောဂိတ်ပြည်တွင်းပြည်ပကောင်းသောခရီးတွေလည်းတွားရတတ်တယ်။တံမိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်ခြင်းကုန်ပစ္စည်းတူလောင်ခြင်းဖုန်းကိစ္စမြေကိစ္စအမွေကိစ္စ ညာရေးတင်တန်းဆိုင်ရာစုတူးပွဲတူးဆိုင်ရာကိစ္စများလဲအလွန်ကောင်းသောအခြေဖြစ်ပါတယ်ခင်ဗျာကိုကံကောင်းပြီမယ်ဆွေမျိုးရင်းမိဆွေရင်းလို့ဖို့ဂိုင်ဘဲတို့တို့တော့ဥပင်တော့ကလေးတွေမြတ်တာတာလေးတတိချူစေချင်ပါတယ်ကတိလုကင်းမျိုးမှာကြာလာပရိသသမီးမိဆွေတွေကကံရဲ့အပံမိုးရဖို့ဆိုရင်အဝါရောင်မှုရွှေရောင်မှုလိမ်မော်ရောင်မှုများများပါတော့ဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စားသုံးဆောင်ပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဇုံကလေးတစ်ချောင်း ကဲအစီအမေတက်တော့တဲ့ဇွန်လ၄၆နဲ့တို့ခေါက်ပြီးတော့ဆူတောင်းဒီလိုကိမျိုးမှာကန်ကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနေနေနံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဆိုင်ကနံပါတ်တွေရွေးမယ်အယောင်ဝယ်စည်းစကားတွေတတ်မှတ်မယ်အချိန်ကျနာရီဒီနေ့ရက်တွေရွေးမယ်ဆိုရင်ငါကနန်းခုံကနန်းတွေဟာကိုယ့်အတွက်ကန်ကောင်းလက်ရှင်စီပါလိမ့်မယ်ခင်ဗျာကဲကြာရွေးသားသမီးတွေကအကြောင်းကြီးငယ်ကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာဆန်လှူဒန်းတဲ့ကုသိုလ်လေးပြုလို့ပါကိုယ်အတိုင်းတိုင်းကိုတန်းနေသလားပေါ့တပီးတန်းနေတန်းနေတဲ့ဒင်းတန်းနေတန်းနေ တင်းတထောင်မဲ့တက်နိုင်တက်နိုင်ဩတပီလောက်တော့မတက်နိုင်ပါဘူးဆိုလို့ရှိရင်လဲဆန်လင်းလို့စီတပူလောက်လက်တချို့လောက်ကိုကိုနာပါဝင်နေလာတဲ့ကြီးငှက်တရေဆန်လေးတွေကိုဒါနပြုမှာပေါ့ကဲနင်းနေများများကို့အတိုင်းတာနဲ့ကိုဆန်ဒါနပြုတဲ့ကုသိုလ်လေးပြုပြီးတော့ကြာတော်ရသားသမီးများကံပွင့်ကံမြင့်ကြပါစေကျွန်တော်မိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအကောင်းအောင်ကျူပန်းတော်မူနိုင်ကြပါစေခင်ဗျာ